အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဆိုတော့ဒီနေ့ကျွန်တော်ပြောပြမယ့်ဇာတ်လမ်းကတော့တကယ်ကိုမှအော်စရာကောင်းတဲ့အမှုတစ်ခုပေါ့နော်တခါတလေမှကိုယုံကြည်ရဆုံးလူတစ်ယောက်ကကိုအားကိုရဆုံးလူတစ်ယောက်ကကိုနောက်ကျောင်းကိုဓာတ်ရင်ထိုးရဲဆိုတာမျိုးကြားဖူးမှာပေါ့ဆိုတော့ဒီမှုကဒီထက်တောင်ပိုဆိုးပါသေးတယ်ဒါကတော့2016ခုနှစ်ကဖြစ်ခဲ့တဲ့ Catherine Bluebell အသက်ခံရတဲ့အမှုပါအသက်ကတော့22နှစ်ပဲရှိသေးတယ်။သူ့ကိုတတ်သွားတာကတော့သူ့ရဲ့ယောက်ျား US Army Recruiter ပေါ့နော်စစ်သားစုဆောင်ရေးမှူး ဂျော်ဘလူးပဲကိုတိုင်ပဲဖြစ်ပါတယ်ဒီကောင်ဘလို့တက်ခဲ့တာလဲပြီးတော့ဘားကြောက်တက်ခဲ့တာလဲပြီးတော့သူကဘလို့6နှစ်တတိဒီတရားခံပြည့်အဖြစ်နဲ့ဒီပုံကွယ်နေခဲ့လဲဆိုတာကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်ဒီဇိုင်းလိုက်ရဲ့အဓိကဆက်ကောင်ကောင်မလေးက Catherine Cathy Bluebell ပေါ့နော် သူကဒီအသက်22နှစ်ပဲရှိသေးတယ်တရိษံလေးတွေကိုအရန်ချက်ပြီးတော့တရိษံဆိုင်လေးမှာသူကအလုပ်လုပ်တဲ့ကောင်မလေးသူ့အပေါင်းအသင်းတွေကတော့သူ့ကိုအရန်သဘောကောင်းတယ်ကျင်နာတက်တယ်လို့ပြောကြတယ်သူ့ယောက်ျားကဒီ Joe Blue Bell ပေါ့နော် Joe ကကြတော့ဒီ American စစ်တပ်မှာ recruiter ပေါ့နော်စစ်သားစုဆောင်ရေးမူဆိုတဲ့ဒီယာထူးနဲ့သူကအလုပ်လုပ်တယ်စကားပြောကောင်းတယ်ပြီးတော့အဆက်အသွယ်ကောင်းတွေလည်းရှိတယ်ကြည့်လိုက်ရင်တော့ဒီအောင်မြင်နေတဲ့ယောက်ျားပုံစံမျိုးပေါ့ သူတို့နှစ်ယောက်ကိုကြည့်ရင်လူတိုင်းအားကြရတဲ့ဒီစစ်သားမိသားစုလေးတစ်ခုလိုဖြစ်နေတာပေါ့ဒါပေမဲ့အဲ့လိုပျော်ရွှင်စရာကောင်းတဲ့မိသားစုရဲ့နောက်ွယ်မှာဒီတကယ်ကိုပုတ်ပွားနေတဲ့လျှို့ဝှက်ချက်တွေရှိနေခဲ့တယ်တကယ်တော့ဂျော်ကသူတို့နေတဲ့အိမ်ကိုပါတီဟောက်စ်လို့သဘောထားခဲ့တယ်ကာတီကတည်ငြိမ်တဲ့အိမ်ထောင်ကြီးကိုလိုချင်ပေမဲ့ဂျော်ကသူ့အလုပ်ကအချိန်ကွာတွေကိုတုံးပြီးတော့အသက်မပြည့်သေးတဲ့ကောင်မလေးတွေကိုအိမ်ကိုခေါ်တယ်ပြီးတော့အရက်တွေမူးယက်ဆေးဝါးတွေနဲ့ပါတီပေးကြတယ်ပေါ့နော် အဲ့ဒီပါတီတွေကနေပြီးတော့ဇလန်းထဲကိုပါလာတဲ့နောက်ထပ်ကောင်မလေးတစ်ယောက်ကအသက်16နှစ်ပဲရှိသေးတယ်ဟန်နာတော်မစင်ပါဂျော်ကသူ့မိမကက်တီရှိရဲ့နဲ့အဲ့ဒီ16နှစ်နဲ့အရွယ်ကောင်မလေးနဲ့သူကဖောက်ပြန်တယ်ဟန်နာကလည်းဂျော်ကိုအယူမှုဆဲလန်းနေတယ်သူ့တငယ်ချင်းတွေပြောဖို့ရဆိုလို့ရှိရင်ဟန်နာကဂျော်ခိုင်းသမျှကိုအကုန်လုံးပေးပြီးတော့ဒီဂျော်ရဲ့တရားဝင်မိမဖြစ်တဲ့ဒီကက်တီအပေါ်မှာလည်းသူကဒီမနာလိုမုတ်တီးစိတ်တွေရှိနေခဲ့တယ်ပေါ့နော် စဉ်းစားကြည့်ဗျာကိုယ့်အိမ်မှာကိုယောက်ျားကဒီအသက်ငယ်တဲ့ကောင်မလေးတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့အပြင်အဲ့ဒီကောင်မလေးကပါကိုယ့်ကိုဒီမနာလိုမုန်တိစိတ်ရှိနေရဆိုတော့ကတိအတွက်ဘယ်တော့မှဒီခံစားရခက်မလဲဒါပေမဲ့ဒီအမှုမှာအဓိကလူတတ်ရတဲ့အကြောင်းရင်းကမနာလိုမုန်တိတဲ့စိတ်ကြောင့်မဟုတ်ဘူးလက်စားချေလိုတဲ့စိတ်ကြောင့်ကာတီကသူ့ယောက်ျားစီကနေပြီးတော့အိမ်တွင်းအကျက်ဖက်မှုတွေခံနေရတယ်။တခါတော့ဆိုလို့ရှိရင်လဲဂျော်ကဒီကတီရဲ့နှထင်ကိုသေနတ်နဲ့ချိန်ပြီးတော့ချိတ်ချောက်တာမျိုးတွေလည်းရှိတယ်။အဲ့ဒီမှာပဲလက်စားချေမှုကစပြီးတော့ဖြစ်လာခဲ့တာ ဂျောဝါစစ်သားဆိုတော့ဒီအဲ့လိုမျိုးအိမ်တွေအကြမ်းဖက်မှုတွေနဲ့တိုက်ကြားခံရတဲ့အခါမှာစစ်တပ်ကနေပြီးတော့သူ့ကိုဒီဆက်စေးအရေးယူမှုတွေပြုလုပ်တယ်။အဲသူ့ရဲ့ဒီဂုတ်တက်စရာဒီစစ်သားစုဆောင်ရေးအလုပ်ကနေပြီးတော့ဖျောက်ချခံရပြီးတော့လစာတွေလည်းအဖျက်ခံရတယ်။ဂျောကဒါကိုသူ့အမားလိုမခံယူဘဲနဲ့ဒါကတီကြောင့်ကတီတိုင်လို့သူ့ဘဝပြစ်ရတာဆိုပြီးတော့သူ့မိမကိုပဲအပြစ်ပုံချနေတော့တယ်။ပြီးတော့သူ့တငယ်ချင်းတွေကိုလည်းဒီကတီကိုလက်စားချေပြမယ်လို့တောင်မှအတွင်တွင်ပြောခဲ့သေးတယ်။ ီလိုနဲ့ပဲ2016ခုနှစ်အောက်တိုဘာလ23ရက်နေ့မှာကာတီကသူ့အလုပ်ကနေအပြန်ပြောက်သွားတယ်အာဘယ်သူမှဆက်သွယ်လို့လို့မရတော့ဘူးနောက်တစ်နေ့အောက်တိုဘာလ24ရက်နေ့မှာရဲတွေကဒီ Simpsonville မြို့ကဆော့ပစ်ထားတဲ့အိတ်ဟောင်းကြီးရဲ့ဒီမြေအောက်ခံတဲမှာကာတီရဲ့အလောင်းကိုတွေးလိုက်ရတယ်အတုခံတော်ကမှဓာတ်တန်ရာတွေအများကြီးပဲ ဘယ်တော့ရက်ဆက်ခဲ့လဲဆိုလို့ရှိရင်တုတ်ခဲ့တဲ့ဓားတွေတောင်မှကျိုးပြီးတော့အလောင်းထဲမှာကြံနေခဲ့တယ်။ရဲတွေကချက်ချင်းပဲခင်ဖောပြစ်သူဒီဂျွန်ကိုခေါ်ဆက်တယ်။ဒီနေရာမှာပဲဂျော်ကသူ့ရဲ့အပြုတ်မှုကတော်တော်ထူးဆန်းနေတယ်။ရဲတွေကခပြားမိမတေသွားပြီလို့ပြောတဲ့အခါမှာသူကဘယ်လိုဖြစ်တာလဲဘယ်မှာတွေ့တာလဲဆိုတဲ့ဒီမိခွန်မျိုးတွေမမေးဘူး။သူပထမဆုံးမေးလိုက်တဲ့စကားကဘာလဲခင်ဗျားတို့ကကျွန်တော်ကိုအမှုနဲ့ဆွဲချက်တင်မလို့လားဆိုတဲ့ဒီတော်တော်ထူးဆန်းတဲ့မိခွန်မျိုးသူအစမေးတယ်ပေါ့နော်။ ရဲတွေကသူ့ကိုဖမ်းဖို့တက်တေချာနေတော့ချိန်မှာပဲဂျော်ကသူ့ရဲ့ချစ်သူဟန်နာတော်မဆန်နဲ့အတူဒီဒီတောင်ကယ်ရိုလိုင်းနားပြည်နယ်ကနေပြီးတော့သူကထွက်ပြေးသွားခဲ့တယ်ဟန်နာတော်မစင်ကလည်းပဲဒီအမှုမှာပါဝင်ပတ်သက်မှုတွေရှိနေခဲ့တယ်။သူကဂျော်နဲ့အတူတူထွက်ပြေးရုပ်ပဲကူညီခဲ့တာမဟုတ်ဘူး။ရဲတွေကကာတီအသက်ခံရတဲ့နေကဂျော်ဘက်မှာရှိနေလဲမေးတော့ကဟန်နာကဒီဂျော်ကသူနဲ့အတူတူရှိနေပါတယ်ဆိုပြီးတော့လိန်ညာပြီးတော့သူကလိန်ပေးခဲ့တယ်။ဒီလိုမျိုးသူရဲ့လိန်ညာပေးမှုကြောင့်ဂျော်ကထွက်ပြေးဖို့အတွက်အချိန်ရခဲ့တယ်။ ကျော်ထွက်ပြေးသွားတော့ US Army စစ်တပ်ကဒီစစ်ပြေးအဖြစ်ကြေညာပြီးတော့ US Marshal ဒီ American ဥပဒေထိသိမ်းရေးအဖွဲ့ကနေပြီးတော့သူ့ကိုအသေးအံလိုက်ရှာတယ်။ထွက်ပြေးပြီးတော့နှစ်လလောက်ကြာမှကျော်က Oregon ပြည်နယ်ရောက်တော့သူ့ကိုကူညီခဲ့တဲ့ဒီ Hannah Thompson ကိုလမ်းပေါ်မှာဆော့ပြစ်ထားခဲ့ပြီးတော့သူတယောက်တည်းစစ်ပြေးသွားခဲ့တယ်။ အဲ့ဒီနောက်ကျော်ကလုံးဝကိုပြောက်ွယ်သွားခဲ့တယ်၆နှစ်တိတိတောင်မှသူကပုံအောင်ပြီးတော့နေထိုင်ခဲ့တယ်သူကနေရအသက်မှာနာမည်အသက်သုံးတယ်ပြီးတော့ဒီရုပ်ပြောင်းရုပ်ဖြစ်လုပ်ပြီးတော့တစ်မျိုးပြီးတစ်မျိုးသူကပြောင်းနေခဲ့တယ်ဘယ်သူမှသူ့ကိုရှာမတွေ့တော့ဘူးဒီအမှုကဖြည့်ရှင်းလို့မရတော့ဘူးလို့တောင်မှထင်ခဲ့ကြတာဒါပေမဲ့ဒီ US ကရဲတွေကလက်မလျှော့ခဲ့ဘူး2022ခုနှစ်ဇူလိုင်လ 6နှစ်ကြာပြီးတဲ့နောက်မှာဒီ George Bluebell ကို Oregon ပြည်နယ်ဒီ Medford မြို့မှာပြန်ရှာတွေ့သွားတယ်။သူကအဲ့ဒီမှာနောက်မဲ့အသက်နဲ့နောက်ထပ်ချစ်သူကောင်မလေးတစ်ယောက်နဲ့ဘဝအသက်ကိုအေးအေးဆေးဆေးဖြတ်သန်းနေတာ။နောက်ဆုံးတော့သူ့ကိုဖမ်းမိသွားပြီးတော့တရားစီရင်ဖို့အတွက်တောင် Carolina ပြည်နယ်ကိုခေါ်ဆောင်လာခဲ့တယ်။2024ခုနှစ်မှာတရားခွင်တင်တော့သူ့မှာညင်းစရာတက်တည်ဘာမှမရှိတော့ဘူး။သူ့မိမကိုအလုပ်ပြုတ်လို့လက်စားချေချင်တဲ့စိတ်ပြီးတော့သူ့ချစ်သူအသက်နဲ့ပေါင်းချင်လို့လမ်းရှင်းချင်တဲ့စိတ်ကြောင့်ဒီလိုမျိုးတွေလောက်ခဲ့ကြတယ်ဆိုပြီးတော့ရဲတွေကခေါင်းချစ်ချခဲ့ကြတယ် နောက်ဆုံးတော့တရားရုံးကဂျော့ဘလူးဘယ်ကိုလူသတ်မှုနဲ့အပြစ်ရှိတယ်ဆိုပြီးတော့ထောင်နဲ့တက်တက်ကြောချမှတ်လိုက်တယ်။ဒီမှာပဲဂျော့ကတော့သူ့လုံရဲအတွက်ထောင်နဲ့တက်တက်ကြောချခံရပြီးတော့သူ့ကိုကူညီခဲ့တဲ့ဟန်နာတောမ်ဆင်ကိုလည်းပဲအမှုကိုဖုံးခွဲခဲ့တဲ့အမှုပြီးတော့လူသတ်မှုမှာကူညီခဲ့တဲ့အတွက်ကြောင့်မို့လို့တရားရေးယူခဲ့တယ်။ဒီအမှုမှာတရားခဏ်ကတော့ချောင်းနဲ့ကြာအောင်ပုတ်ကွယ်ပြီးတော့နေနိုင်ခဲ့ပြီးမဲ့နောက်ဆုံးမှာတော့ဥပဒေရဲ့လက်ကနေပြီးတော့မလော့ခဲ့ပါဘူး။ကာတီအတွက်တော့နောက်ကျပေမဲ့လည်းဒီတရားမျှတမှုကတော့ရရှိသွားခဲ့တယ်။ ဆိုတော့ခင်ဗျားတို့ရောဒီမှုပေါ်မှာဘယ်လိုမြင်လဲဂျော်ရဲ့စိတ်ဓာတ်ကိုရောဘယ်လိုသုံးသပ်မိလဲဆိုတာ comment မှာမှတ်ခဲ့ပါအောင်နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းတွေနဲ့ပြတွေ့ပါအောင်မယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပြီးဖိတ်ခေါ်ပါတယ်